ဘယ်သူပဲဖြစ်ဖြစ်အကုသိုလ်ဟာရှောင်ကျင်လို့ရှိရင်လှုပ်ထားတာတော့မှားပါတယ်မှားတာဆိုတာကိုလက်တွေ့သိပါတယ်ဝန်ခံတယ်မှားကြောင်ဝန်ခံတယ်နောင်တာမျိုးမလုပ်ပါဘူးဝန်ခံချက်ပေးရမယ်ကောင်းတာတွေကြီးပဲဆက်ပြီးတော့လုပ်မယ်ဟောအကုသိုလ်ကနေပြီးတော့အဖြေဖြေကောင်းတာတွေကနေမကောင်းတာတွေကိုတွန်းဖယ်ထားတဲ့အတွက်ကြောင့် ပျောက်သွားတာတော့မဟုတ်ဘူးနော်ခုနကလူကဖွင့်ပြောလိုက်တဲ့အခါကျလို့ရှင်ရင်ထဲပေါ့မသွားဘူးလားပေါ့သွားပါတယ်အဲအဲ့ဒါအကျိုးကျေးဇူးပဲဖွင့်ဟဝန်ခံလိုက်ပြီးတော့နောင်မလုပ်ပါဘူးဆိုရင်ရင်ထဲပေါ့သွားဒီပြဿနာတခုငြိမ်းသွားတယ်လို့ရှိပေါ့နော်အေးရှိတော့မလုပ်ပါဘူးလို့ပြောကြွယ်ရကြလုံးပြန်ရောဆိုရင်မဟုတ်သေးဘူးအဲ့ဒါတော့ထပ်လာနေဥမ္မာပဲအဲ့တော့ဒီ မာယာတို့တာထေးရတို့ဆိုတာမယိုးသားတဲ့သဘာဝတရားတွေဖြစ်သည့်အတွက်ကြောင့်အဲ့ဒီမယိုးသားတဲ့သဘာဝတရားတွေကိုဖယ်ရှားပြစ်နိုင်တာဒါကာယုစုကတာစိတ်တုစုကတာလို့ခေါ်ရဲအဲ့ဒီသဘာဝတရားတွေဖြစ်လာလို့ရှိရင်ခုနမာယာတာထေးရဆိုတဲ့ကိလေသာစိတ်အညစ်အကြေးတွေဟာပျောက်ကင်းသွားနိုင်ပါတယ်ဓာရီကိုခိုင်မအောင်တိဆောက်ဖို့လိုတယ်လို့ဆိုလို့။ကောင်းတဲ့စိတ်တွေဖြစ်တိုင်းဖြစ်တိုင်း မဟာကုသိုလ်စိတ်ဖြစ်တိုင်းဖြစ်တိုင်းဒီတဘာဝတရားတွေပါတယ်သို့သောစွန့်ရည်တ္တိထက်တာမထက်တာလေးတော့ရှိအခြေခံအားဖြင့်တော့ပါတယ်လို့ပြောတာကဲကောင်းပြီနောက်တစ်ပြောเสียပါရှိသေးတယ်ဆိုရင်အလုံးသိကြတဲ့ထဲကဇမဝိဟာရတရား၄ပါးတဲ့ကကရုဏာတဲ့မုဒိတာတဲ့မုထုဆိုတာတချောင်းငင်နဲ့ရေးရင်ပျော့ပြောင်းတာဒါကလုံးကြီးတင်နဲ့ရေးတာမုဒိတာ ကရုဏာနဲ့မုဒိတာကရုဏာကိုတချို့ကကာကြီးနဲ့မရေးပဲနဲ့ခန်းငယ်နဲ့ရေးပြီးကရုဏာလို့လုပ်သေးတယ်အဲ့ဒါမဟုတ်ဘူးကာကြီးနဲ့ရေးရမယ်ကရုဏာကရုဏာဆိုဗမာလူပြန်တယ်ဉာဏသနာခြင်းဆိုအဓိပ္ပာယ်ရဉာဏသနာတယ်ဆိုတာဘာရဲ့ဆန့်ကျင်ပဲတုံဆိုရက်ဆက်ချမ်းကြုံမှုရဲ့ဆန့်ကျင်ပဲပဲလေလောကမှာရက်ဆက်ချမ်းကြုံတာအတနာဉာဏ်မဲ့ပြီးတော့ တရိษံဘောပဲဖြစ်ဖြစ်လူချင်းချင်းပဲဖြစ်ဖြစ်ရက်ဆက်ကြံ့ညုတ်တာဆိုလို့ရှိရင်ကောင်းတော့မှာမဟုတ်တာပဲလေအကျဉ်းနာတနာတဲ့စိတ်ဟာမောမြတ်တဲ့စိတ်ပဲရက်ဆက်ကြံ့ညုတ်တဲ့စိတ်ကမောမြတ်တဲ့စိတ်မဟုတ်ဘူးတဲ့အဲ့ဒါကြောင့်မို့လို့ကရုဏာဆိုတာရက်ဆက်ကြံ့ညုတ်တဲ့ဒေါသကိုဖယ်ရှားပစ်နိုင်တာဖြစ်သောကြောင့်ညှင်းဆဲလို့တဲ့ဝိဟိန္တတရားမျိုးကိုဖယ်ရှားပစ်နိုင်တယ်စိတ်ထဲမှာရက်ဆက်တဲ့သဘာဝ ဒီစိတ်အညစ်အကြေးကိုကရုဏာကဖယ်ရှားပြစ်နိုင်ပါတယ်ကရုဏာဆိုတာကဘာနဲ့သွားနီးတုံဆိုလို့ရှိရင်တဏှာရာနဲ့ဝမ်းနေတာသွားနီးတတ်တယ်အဲ့ဒါတဏှာရာဟာဝမ်းနေတဲ့အဆင်မရောက်စေရဘူးဆိုရင်တော့ကဝမ်းနေသွားလို့ရှိရင်ဒါကရုဏာမဟုတ်တော့ဘူးသူကရုဏာဆိုတာငြိမ်းအေးရမယ်ငြိမ်းအေးတယ်ဆိုတာကအကုသိုလ်စိတ်မဟုတ်ဘူး ဝမ်းနေသွားလို့ရှိရင်အကုသိုလ်စိတ်ဖြစ်တယ်။တဏှာကမွန်မြတ်တဲ့အနေနဲ့တဏှာတယ်ဆိုတာအေးဒုက္ခရောက်နေတဲ့လူဒီဒုက္ခကငါဘယ်လိုပဲကယ်တင်ရမလဲ။ဒီဒုက္ခတွေသူ့မှာမဖြစ်ပါစေနဲ့ငြိမ်းချမ်းပါစေဆိုတဲ့မွန်မြတ်တဲ့စိတ်လေးကိုပြောတာ။အမလေးတဏှာလိုက်တာမျက်ရည်ကျလို့ရှိရင်တော့ဒါကရုဏာအဆင့်လွန်သွားပြီအဲ့ဒါကြတော့နော်။ဘုန်းကြီးတို့ကနိုင်ငံခြားသွားတဲ့အခါကရုဏာနဲ့ဂျာမနီတုန်းကအဲ့ဒီမှာကရုဏာရဲ့ အနိကဆုံးယန္တိယန္တုဟာပါလဲဆိုရင်လို့ feeling set ဒေါမနတဝန်နေမှုဟာတောကဟာကရုဏာရဲ့နီးကပ်တဲ့ယန္တုပဲလို့သူတို့နောက်တိုင်းမှာတိရစ္ဆာန်တွေကိုတိတ်တနာတယ်တနာရဟာနေပြီးတော့သူကဒေါသတွေဝင်လာတတ်တယ်တစုံတယောက်ကတိရစ္ဆာန်ကိုထိခိုက်အောင်လုပ်သွားလို့ရှိရင်နောက်ဆုံးမှာဟိုအဖြူတွေရှေ့မှာခွေးတွေပါတွေရိုက်လို့ရှိရင်တိတ်စိတ်တူတယ်သူက တခါတုန်းကအိန္ဒိယမှာအဲ့ဒါလူတယောက်ကခွေးရိုက်တော့ခွေးလောက်တော့မလိမ်ပါဘူးလို့ပြောတာအဲ့ဒီသူတို့ဒိဋ္ဌိဆံကိုတားချစ်တယ်တားချစ်တဲ့အခါကျဒိဋ္ဌိဆံကိုနှိမ့်ဆက်လို့ရှိရင်သူတို့စိတ်ထဲမှာကရုဏာတည်းမကဘူးဒေါသပါဖြစ်လာတယ်နော်အဲ့ဒါကြောင့်မို့လို့ကရုဏာဆိုတဲ့နောက်မှာတောကမပါရဘူးတဲ့တောကပါလို့ရှိရင်ဒါအကုသိုလ်ဖြစ်သွားပြန်ပြီကရုဏာဆိုတာဆင်းရဲဒုက္ခကလွတ်စေခြင်းတဲ့စိတ်ပဲ မောမြတ်တယ်ဆင်းရဲဒုက္ခလွတ်စေခြင်းနဲ့ဆင်းရဲဒုက္ခကလွတ်အောင်ကူညီတယ်နှုတ်နဲ့ကူညီတယ်ပစ္စည်းနဲ့ကူညီတယ်လက်တွေ့ကူညီတယ်ဟောရမျိုးကဒါကရုဏာရဲ့အခြေခံလာတဲ့ဘောတရားတွေမုဒ္ဒတာမုဒ္ဒတာဝန္တာရဝန္တာရဆိုတာလူတယောက်ကြီးပွားတိုးတက်လာပြီဆိုလို့ရှိရင်ကြီးပွားတိုးတက်လာတာကိုစိတ်ကဝန္တာနိုင်ရမယ် တရားဘက်ကတိုးတိုးတိုးတက်တိုးတက်စီးပွားရေးဘက်ကတိုးတက်တိုးတက်ဘာဘက်ကတိုးတက်တိုးတက်ပြည့်ပြည့်စုံစုံလူတယောက်ကိုမြင်လိုက်ရလို့ရှင်ချမ်းချမ်းသာသာနဲ့တိုက်နဲ့အိမ်နဲ့မြင်လိုက်ရလို့ရှင်ကိုယ်စိတ်ထဲမှာဝမ်းသာဝုဒိတာဖြစ်ရမယ်လို့ဆိုတယ်အဲ့တော့မုရိတာမဖြစ်အောင်ဘသူကတားတတ်တုံးဆိုရင်မုရိတာနဲ့ဆန့်ကျင်ဘက်ကဘာလို့ဆိုချက်လက်စီအိတ်တာ အိတ်တာဆိုတဲ့အဆိုးတရားကိုဟောဒီမူရိတံကဖယ်ရှားပြနေတယ်အိတ်တာဆိုတဲ့စိတ်ရဲ့အညစ်အကြေးကိုဟောဒီမူရိတံကဖြူစင်အောင်လုပ်ပေးနိုင်တယ်အိတ်တာမထာအိတ်တာရှိနေသေးသမျှမူရိတံမဖြစ်ဘူးမူရိတာရှိလို့ရှင်လည်းအိတ်တာမဖြစ်ဘူးဒါကြောင့်မို့လို့သူများချမ်းသာတာကိုဝမ်းသာနိုင်ဖို့အမြဲတမ်းအရေးကြီးပါတယ်ဝမ်းမသာနိုင်ဘူးဆိုရင်အိတ်တာဖြစ်တယ်လို့ပဲအောင်မယ် နော်ကိုနဲ့ရှင်ပြိုင်ဘက်တွေကိုနဲ့ရှင်ပြိုင်ဘက်တွေကတယောက်ကနိုင်သွားလို့ရှိရင် congratulation လေးတော့လုပ်နိုင်ရမှာပေါ့စိတ်ထဲကလိုက်လိုက်လိုင်းလိုင်း congratulation လုပ်နိုင်မှာမဲမဲရွရွနဲ့ congratulation တော့မကြိုက်ဘူးနော်မူရိတာဆိုစိတ်ပါလက်ပါပြောတဲ့ congratulation ကိုပြိုင်ဘက်ထဲမှာကိုကနိုင်သွားလို့သူကနိုင်သွားလို့ရှိရင်ကိုကဝမ်းသာနိုင်ရမယ်လို့ဆိုလို့အဲ့ဒီလူကို က်လက်တကယ်မင်းငါနဲ့တော်တယ်ဆိုတာအတိမတ်ပြုတ်တယ်ပေါ့။ပြိုင်ဘက်တွေမှာလည်းအဲ့လိုအတိမတ်ပြုတ်။အဲ့လိုအတိမတ်မပြုတ်နိုင်ဘူးဆိုရင်ဂျဲလက်စီဆိုတဲ့အိတ်သာဖြစ်ပြီးတော့ဒေါသတွေဘာတွေဝင်ပြီးတော့ဟိုတခါတော့ကလေစကိတ်စီးတဲ့အမျိုးသမီးနှစ်ယောက်တယောက်ကချန်ပီယံနောက်တယောက်ကနေပြီးတော့သူ့ရဲ့တာမဲ့အနေထားရှိတဲ့အခါကျလူဆိုးငှားပြီးတော့ခြေတော့ကျိုးအောင်ရိုက်ခိုင်းတာကဘာမှာဖြစ်ခဲ့ဘူးတယ်လေ။ဟောအဲ့ဒါအိတ်သာကြောင့်ဖြစ်သွားတယ် ကိုယ်လာပြိုင်မဲ့လူဆိုရင်တော့မလို့ခြင်းဘူးသူကဖဲရှားပစ်ခိုင်းအဲ့ဒါအိတ်တာရဲ့ဟောကလည်းပြတနာအများကြီးတက်တတ်တယ်ဒါကြောင့်မူမူရိတာပွားပါဆူဆန်ဒီလို့ဆိုတဲ့လူရဲ့အတိုင်းအဝိုင်းထဲမှာနေတဲ့အခါမှာအလုံးပေါ်မှာအကျိုးလိုလာတဲ့စိတ်မွေးရမယ်မေတ္တာလို့ခေါ်အလုံးကောင်းစားစေခြင်းနဲ့ အလုံးပေါ်မှာအမုန်းမရှိဘူးဘယ်သူပေါ်မှာမမုန်းဘူးအလုံးရဲ့အကျိုးစီးပွားကိုလိုလားတယ်ဆိုမေတ္တာရှိရအေးအဲ့လိုမေတ္တာထားတဲ့အထက်မှာတချို့ကကိုယ့်ရဲ့နှိမ့်ကျသွားတယ်သူမဆင်းဒုက္ခရောက်သွားတဲ့ပုံမှာအကျဉ်းနာသနာရှိရမယ်ဖေးမရမယ်အဲ့ဒီပုံကမပြည့်မစုံဖြစ်နေရင်ကိုတတ်နိုင်နေမြဖေးမမယ်ကုညီမယ်ဟောတာကရုဏာ အေးတိုးတက်ကြီးပွားသွားတဲ့ပုံကိုကြတော့အပြစ်မပြောနိုင်နဲ့မုဒိတာဝမ်းသာရမယ်လို့ဒီလိုပြောတာနော်ဘလောက်ကောင်းတဲ့ကိုချင်းတရားတွေလဲဆိုတာစဉ်းစားကြည့်ဒီလူစိတ်မှာချမ်းသာစရာကြီးပဲအကုန်လုံးအလွန်မောမြတ်တာဒါကြောင့်မို့လို့ဗျမဝိဟာရလို့ခေါ်တာမြင့်မြတ်သောနေထိုင်ခြင်းလို့ပြောတာဒီတရားတွေနဲ့နေလို့ရှိရင်မြင့်မြတ်တယ်လို့ပြောတာ